ဆလန်ဆာမောရယ်လီနာဗီဘူဘဟာမလေးရှားနိုင်ငံကပြည်ဝစကန်ရှီယာဆောက်ဦးကူလေဒီနဲ့ခုံစင်းပြီးတွဲသမျှဆောင်လီကိုအစိမ့်ချွေချွေနေပါတယ်။သူဟာ Ox Group အတွက် CIA Director Valentina ရဲ့မိန့်နဲ့တခွက်ကနေကိုတကူတော့ဝင်စီးနေတာပါ။မစ်ရှင်တစ်ခုပြီးတာနဲ့ထပ်တော့တင်ရမယ့်နောက်မစ်ရှင်တွေစင်ကစင်ကထွက်လာတယ်လို့သူကကတိတ်ကူနီကူကိုကောင်းတဲ့အကြောင်းစိတ်ထဲကနေမကြင်မနဲ့ပြောဆိုနေပါတယ်။တခွက်ကကိုမဖြက်စီးခဲ့အရေးကြီးတဲ့ဖိုင်တွေကိုယူနိုင်ဖို့လိုအပ်တဲ့ Face Cam ကိုရှားနေချိန်မှာသိပ္ပံပညာရှင် ်တူးပူလာပြီး project century ကသက်ကိုအန်တရာကြီးတယ်လို့လူလုံးပြထွက်တည်ပေးတယ်ဒီတော့လော့ဖြီဖို့မျက်လာတစ်ခုလိုချင်နေတဲ့သူနဲ့သမက်ကင်ထားတဲ့သိပ္ပံပညာရှင်တို့တက်ခိုက်ကြတဲ့အခါသိပ္ပံပညာရှင်ကသူ့ဥပေါင်းသူဗတော်တဆပြန်ပြစ်မိသွားလို့မျက်နာပျက်စီးသွားပါတယ်မျက်စိပြက်မျက်နာပြက်ဆိုတာဒါမှစစ်ရဲလီနာစိတ်ညစ်သွားတယ်လော့ဖြီခြင်းပါတယ်ဆိုမှမျက်စိပြက်မျက်နာပြက်နဲ့လာတိုးနေတယ်လမ်းပေါ်ရောက်တော့တစ်ဖက်ကဒါဝင်ပြီးပြီလားလို့လှမ်းပေးတယ်သူဝင်လာတဲ့အဆောက်ဦးခပြီးပတ်ခွဲတာတွေ့တော့မှအခုပဲပြီးပြီလို့အစီရင်ခ ံလိုက်ပါတယ်ဝါရှင်တန် DC မှာတော့ Sound City ခေါ်ဘဂီဘာနေဟာကိုရီးယားလွတ်တော်မှတ်ဖြစ်လာပြီး CIA Director Valentina ကိုယာတုကနေဖယ်ချဖို့လှုပ်ရှားနေပါတယ် Valentina ဟာ Off Crew လို့ခေါ်တဲ့အဖွဲ့အစည်းမှာတရားမဝင်စွမ်းအားမြင့်လူသားတွေကိုဖန်တီးလျှို့ဝှက်စစ်ဆေးရေးပြုလုပ်ခဲ့တာကြောင့်အစိုးရကကြားနာပွဲလုပ်ပြီးတရားစွဲဆိုခြင်းနေပေမဲ့ခိုင်လုံတဲ့သက်သေထောက်တာ မရှိတာကြောင့်သူ့ကိုယာတုကနေဖယ်ချဖို့အခက်တွေ့နေတယ်အခုလည်းညံနေညံနေပြားတဲ့ Valentina ကသူ့မှာဒီကောလာဟာလာတွေကိုဖြည့်ရှင်းဖို့ချိန်မရှိဘရင်က ျမတို့သမရလည်းမြာမစူပါလူသားကြီးဖြစ်သွားပြီးမြို့ပါဖြက်စည်းလူနေပါဖြစ်သွားခဲ့တယ်။ကဘာကြီးကိုကက်တင်ဖို့အဗန်ဂျာတွေမရှိတော့ဘူး။ဒီတော့ဒီတာဝန်တွေကအမေရိကန်ဆိုရရဲ့တာဝန်တွေပြီပဲ။ကျမအောက်စမာယော CIA မှာပါလို့တမယအရာရာတိုင်းကအဆိုရအတွက်ပါလို့ပြုံပြုံလေးလိညာခုခံလိုက်ပါတယ်။ဂျာနာဘွဲနားရတဲ့အချိန်မှာဗာလင်တီနာကသူ့ရဲ့ပါတော်မြေလက်ထောင်ဘီလ်ကိုအောက်စမဲပတ်သက်တဲ့အထောက်အထားတွေနဲ့ဂျန်နဲ့ဗန်ဂျာတွေအားလုံးကိုဖြောက်ဖြက်ပြဖို့အမိန်ပေးလိုက်တယ်။သူတို့ဟာကဖက်မှာယလီနာရဲ့ဖခင်အလက်စီ ရှုကစတုတ်တချိန်က Red Guardian ဟာအရင်ကသူရဲကောင်းအခုတော့အချိန်ပိုင်းရင်မောင်းဖြစ်နေလို့သူ့ဘဝသူစိတ်နာနေတယ်ဒီအချိန်မှာတကားခေါလို့သူ့အိမ်ပါအပြန်ရှင်းပြီးတကားသွားဖွဲ့လိုက်တော့တနစ်လောက်ဆက်ပတ်ပြက်နေတယ်သူ့သမီး Jelena Jelena ကသူ့လုပ်ပေါ်စိတ်ပြက်နေတယ်လို့ယင်ဖွင့်တယ်အလက်စီကိုဘာကသူ့ကိုပျော်ရွှင်စေကြလဲလို့မေးတဲ့အခါသူသူရဲကောင်းဖြစ်နေဒိုင်ကန်ကိုကဲတင်နေချိန်လူတွေသူ့ကိုဩဘာပေးကြတဲ့အချိန်တွေကိုအပျော်ဆုံးပဲလို့ပြောတယ်သူက Red Guardian ပြန်ဖြစ်ချင်နေတာပါအိမ်ထဲမှာ ယဲလီနာကလေးဘော်ကခစားခဲ့တဲ့ဘလုံးအသင်းတပ်ဘုံကိုတွေ့တော့ဒီဘုံကိုဘာလို့သိမ်းထားတာလဲလို့မေးတယ်ဒီဘုံကိုမြင်ယဲလီနာစိတ်ပြတ်တယ်အသင်းနမ်နေကဖန်တာဘော့တကားမှမနိုင်ဘူးတဲ့အသင်းလေပြန်ထွက်ခန်းဒီမှာအလက်စီကရက်ဂါရီယန်ဖြစ်နေသူ့ကိုပြန်သုံးဖို့ဗာလန်တီနာကို စကားပါခိုက်နေသေးတယ်အေးဒီရောက်တော့ယဲလီနာဗာလန်တီနာနဲ့ဆက်သွယ်တဲ့အခါနောက်ထပ်မစ်ရှင်တစ်ခုပေးလို့ဒါပြည့်ရင်သူလူသိရှင်ကြောင့်သူရဲ့ကောင်းလုပ်ချင်တယ်လို့တောင်းဆိုလိုက်တယ်ဗာလန်တီနာလည်းရရစီမယ်လို့ရှော့ရှော့ရှိရှိကတိပေးတယ်လုပ်ရမယ့်လူကကောင်တလုံးရ ဲ့အောင်မြေရောက်တပိုင်းမှာတိစောက်ထားတဲ့ Oxford စကန်တစ်ခုကိုသွား Disavow Agent Ghost အေဗာစတာကလှည့်ဝတ်ချက်တွေကိုခိုးမယ်လို့သတင်းရထားတယ်။သူ့ကိုရှင်းတယ်။ရယ်လီနာရောက်သွားတော့ဖိုင်နယ်ပြည့်နဲ့လုံပေခန်းကြီးတစ်ခုကိုတွေ့ရတယ်။အဲ့ဒါကတိတ်အန်ဒီယံများရဲဆိုတဲ့နောက်ထပ်လှည့်ဝတ်ချက် Project Century နဲ့ကပ်ဆိုင်တဲ့မှတ်တမ်းတွေဖြစ်ဒီအချိန်မှာကပ္တိန်မေဒီကနောက်တစ်ကောင်ဂျွန်ဝေါ်ကာပေါ်လာပြီးရယ်လီနာကိုတိုက်ခိုက်ပါတော့တယ်။သူတပြန်ကိုတပြန်တနက်နဲ့ပြစ်ကြ။ကင်ပေါက်ကြရင်ကရယ်လီနာကဝေါ်ကာကိုနင်ကငါပြစ်မှတ်မဟုတ်ဘူးဆိုတော့ဝေါ်ကာကတော့သူ့ပြစ်မှတ်ကရယ်လီနာရဲ့ဒီအချိန်မှာ Test Master ဖြစ်တဲ့ Antonia Drukov ပေါ်လာပြီး ြီးဝါကကိုလွင့်သွားအောင်ဝင်ထိုက်လိုက်တယ်ရှယ်လီနာကသူ့ကိုပြန်ဝုန်းလို့လို့တော့တက်စ်ပါစလာကငါနဲ့ကိုလာရှာတာမဟုတ်ဘူးဆိုပြီးဝါကကိုပဲမဲပြီးတိုက်ခိုက်နေသော Ghost ဆိုတဲ့ Eva Star သူတို့ရပ်ဝဲတဲ့ထိုက်ရောက်လာတဲ့ Ghost ရဲ့ပြစ်မှတ်ကတက်စ်မာစတာတက်စ်မာစတာပြစ်မှတ်ကဝါကဝါကပြစ်မှတ်ကယယ်လီနာယယ်လီနာပြစ်မှတ်က Ghost မုံလုံးဆက်ကူကမရှင်အင်ဂျက်ချင်းအုံးမဲ့တော့ပြီးခုတ်ခိုင်းတဲ့အကွက်သူတို့ဗန်ချာလေးချင်းချင်းပြန်တိုက်ခိုက်နေရင်ကတစ်ချက်မှာဘော့စ်ကတက်စ်မတ်စတာရဲ့နဖူးကိုပစ်ချနိုင်လိုက်တယ်။ကြံသုံးအသက်ရှင်နေသေးလို့အပြန်လန်တနက်နေ့နဲ့ချိန်ပြီးရန်ဆောင်နေချိန်မှာဘော့စ်မီယာရောဘတ်ဆိုတဲ့ရသားတယောက်စမ်းသက်ခိုင်းထွက်လို့သူတို့ရှေ့မှာပေါ်လာလို့အန်အောဘွားချင်းအလွန်ပိတ်အခန်းကတကားတွေအလိုလိုပိတ်ကြပွားပါတယ်။ဒီတော့သူတို့အားလုံးဘော့ကိုတက်နီလန့်ကြီးတနက်နဲ့ထိုးချိန်လိုက်ကြတယ်။ဒီချိန်နဲ့မှာပဲဒီစီမှာတော့ဗာလင်တီနာကသူ့ဘော့ ော်စုဆွဲထားတဲ့စုဆွဲချက်တွေကိုဖယ်ရှားနိုင်ဖို့အတွက်အများပြည်သူတည်ယုံနိုင်တဲ့အခမ်းအနားတစ်ခုကျင်းပနေတယ်။ကွန်ကရစ်လွတ်တော်မက်ကလူထုကိုမျက်နှာပြတဲ့ဒီလုပ်ရက်တွေကအချင်းနှီးဖြစ်နိုင်မယ်လို့သတိပေးပေမဲ့ဖာလန်တီနာကရှစ်မာတာထောက်ထားတွေရှိရင်ဒီကိုယ်တော်ရှင်လာမှာမဟုတ်ဘူး။ကျမရုံးငန်းကိုခိုးကြံခိုးဝဲဝင်ရှာတာဘာမှမတွေ့လို့ရှင်ကြောက်နေတာပေါ့က။ အမတ်ဖြစ်စကားစပကေရလဲဗာလင်တီနာရဲ့ဝက်ဖဲတွေကိုဖော်ထုတ်နိုင်ဖို့လက်ထောက်မေးဖို့ CLE ဆင်းနေပါတယ်။ဩဝါဒတွေချွေပြီးတော့မှစိတ်ပြောင်းသွားရင်ဆက်သွယ်ဖို့သူ့နံပါတ်ကိုပေးထားလိုက်တယ်။ရှယ်လီနာတို့ကတော့အခုမှဗာလင်တီနာကသူတို့ချင်းချင်းကြက်သက်ခိုင်းလိုက်တယ်ဆိုတာနားလည်သွားကြတယ်။သူတို့ကလည်း Off Net Do အစဖြောက်ပဲဆင်းတယ်ထဲလိုက်ပြီပဲ။ Ghost ကနိုင်ငံ15နိုင်ငံလောက်ကလူကြီးနေတဲ့သူရှယ်လီနာကခန်းဆောင်ဒီလုတ်ကြိုင်ရင်တမဟောင်းလို့ဝါကာကပြောတော့ခုံမမတွေကလည်းသူ့ကိုလူရှိသိရှိမှအပြစ်မဲ့ပြီး သူတယောက်ကိုတတ်မိလိုက်တဲ့ကက်ပရိတ်မရီကဘေတော့ဘာရှင်ကများပြောရသေးတယ်လို့ပြောင်ကြတယ်ဒီတော့ဟောကဘော့ဘက်ကိုမြှားဦးလှဲ့ ဘာကြောင့်ဒီကိုရောက်နေတယ်လဲဆိုတော့ပေါ်ကသူမမှတ်မိဘူးတဲ့ Ghost ကစကားတွေရှိရှိဝေးမပြောတော့ဘဲတကားကိုဖျက်ဖမ်းဖို့အနာသွားလိုက်တော့ Super Sonic အကလိုင်းဆက်ဖွင့်လာပြီးသူတို့ရဲ့စွမ်းရည်ကိုကြောက်အောင်နှုတ်ဆက်တာခံလိုက်ရလို့ Super တွေအားလုံးနားဥသွားကြတယ်။ချော်ပေပွဲမှာကတော့ဘေးကအထောက်ထားတွေအားလုံးလုံခြုံတဲ့အခါရဲ့အတွင်းမှာပိတ်ဆို့နေပြီလို့အစီရင်ခံလိုက်တော့ Valentina ကအဲ့ဒါတွေကိုမီးလောင်ထိုက်တွင်းလိုက်လို့ပြောပြီး ူကိုယ်တိုင်ခလုတ်ကိုနှိပ်လိုက်ပါတယ်အလုံးပိတ်ခန်းထဲမှာအချက်ပြတဲ့ညီလာတယ်အခန်းကမိတိုက်ဆက်ခန်းဖြစ်နေတယ်ဆိုတာသိသွားချင်းသူတို့လူမြောက်ဖို့နှစ်မိနစ်ပဲအချိန်ရတယ်အပူချိန်ကလည်းတေးရီဒိုလာဒီတော့သူတို့အတန်လိုက်ရေပိတ်မှဖြစ်မဲ့ဆိုပြီးလိုက်ရှာကြတယ်တွေ့တဲ့အခါဝါကာကသူ့တိုင်းနဲ့တိုင်းတိုင်းဆောင်းလိုက်တယ်အပူချိန်ကလည်းမြင်းတစ်ထပ်မြင်လာချင်းကိုစကတကားပြင်ဘက်ကိုဖြတ်ထွက်သွားပြီးနှစ်မိနစ်ပြည့်ဖို့စက္ကန့်ပိုင်းလုံးပါတကားကိုအပြင်ကနေဖွင့်ပေးနိုင်လိုက်တယ်မီရှုဆက်စတင်ပောက်ကွဲချိန်နဲ့အန်ကိုက်ဆိုတော့အခန်းမက်က လူ၃ယောက်အပြင်ကိုလင့်စင်ထွက်လာပါတယ်ရှယ်ဒီနာဟာဘောလက်ကိုမတော်စခံထားမိတဲ့အခါတတိပြန်ရလာတော့သူဟာထူးခြားဆုံးမှတ်ဉာဏ်တော်တစ်ခုတွင်ရောက်ရှိသွားတယ်သူငယ်စဉ်ကခန်းဆောင်တည်းရဲ့ပထမဆုံးဆက်သက်မှုပါဘဝတူအခြားမင်္ဂလိတယောက်ကိုတောက်ထဲလဲစားခေါ်ဆောင်ပြီးသူ့သင်ခံရအောင်လုခဲ့တဲ့မှတ်ဉာဏ်ကိုပြန်မြင်အောင်မိသွားတယ်အဲ့ဒီမင်္ဂလိကြောင့်အဲ့ဒီမင်္ဂလိသူ့ကြောင့်တည်ခဲ့ရတဲ့အချိန်မှာတော့ဘော့ကိုခံထားတဲ့လက်လွှတ်ချလိုက်မိတယ်သူတို့မီးရှို့ဆက်ကနေလွတ်မြောက်သွားပြီဆိုတဲ့အကြောင်းမေက Valentina ကို အစီရင်ခံလေဒီသတင်းကြတော့ Valentina အံ့ဩရပြီးအချင်းချင်းပြမတတ်ပဲသူတို့ချင်းဂူပေါင်းလိုက်ကညလာ CCTV မတန်းလူကလည်းအဲ့ဒီလိုပဲလို့တပ်တွေခံနေတယ်ဒါပြင်ရက်သားပြတ်ဝှတ်တွေ့လို့ဒီချော့ကဘဲကြောင့်ကနေရောက်လာတာလဲလို့စုံစမ်းခိုင်းတယ် Valentina ကားပေါ်ကဆင်းသွားတော့သူတို့ရဲ့ချောက်ပေါက်ကားကြီးကိုမောင်းနေတဲ့သူက Red Guardian ဖြစ်နေသူသူသမီးကိုလည်း Ausnet တူအပြတ်ရှင်းနေကြပြီဆိုတာသိသွားပြီးစိတ်ပူသွားပါတယ်ဝါခါကလည်းဘော့ကိုဒီနေရာဘလို့ရောက်လာတယ်လဲလို့ထပ်ခါထပ်ခါမေးပေမဲ့ဘော့ရဲ့ဖြေ ေတာမသိဘူးစေတုဒိနာအတွက်သူကအစမ်းသက်ခံအဲ့ရတို့လာတော့ဒီကိုရောက်နေတာဆိုတာကြီးပဲပြောနေတယ်ဝါခါကစိတ်ဒေါသထွက်ပြီးဖိမေးလေစိတ်တစလိုဖြစ်နေတဲ့ဘော့ရဲ့အခြေအနေကပိုပြီးဆိုးရလေပါပဲရယ်လီကဝင်ပြီးဖြောင်းပြလိုက်ရတယ်သူကတော့ဘော့ဟာသူ့ရဲ့ပြိပက္ခတဲ့မတော်တဆပါလာတဲ့အဖြစ်မဲ့ရက်သားဖြစ်ယူဆထားတယ်စိတ်ကောင်းရှင်မရတဲ့ဘော့ကသူ့ကိုထားခဲ့တာပိုလွယ်မဲတဲ့ဂယ်လီနာကတိမ်ငယ်တဲ့ဘော့ကိုသူတို့နဲ့အထီးကျန်တယ်ဆိုတာတခါတလေခံစားဘူးပါတယ်ဆိုတော့ဘော့ကဖလားနဲ့ ယ်ကြီးလိုဖြစ်သွားတာထင်တယ်ဟဲ့နင်းတို့တွေစိတ်ကူထုံးပြေဒီမှာလွန်လန်းထွက်ပြေးလာကြ ဝကာရဲ့လှိုင်းကြီးလိုက်တဲ့အထက်ထွက်လာတယ်။စောင်းစစ်ဒီကောပကီးရဲ့အိမ်မှာတော့သူချက်ပြုတ်စားဖုံနေချိန်မေလ်တန်ကလည်းမညှိုးနဲ့ပဲဖုန်ခေါ်လို့အံ့ဩသွားတယ်။ပကီးကမက်သစ်ဆိုတော့သူ့ကွန်ရက်လေးချက်ချင်လာတဲ့ပကီးကသူ့နဲ့ဖူးပေါင်းဖို့စီအောင်တော့မေလ်ကသူ့ဘော့စ်ကြောင့်ရှင်းတကယ်မသိဘူးဆိုပြီးအစပိုင်းမှာညင်းနေပြီမဲ့နောက်ပိုင်းမှာသူ့ဖုန်းရဲ့တီးနေရကူတာမျက်ခြေမပြတ်စင်တယ်လို့ပြောလိုက်ပါတယ်။ဒါဟာနောင်အတွက်သက်ရေးကြီးတဲ့ message ပါ။ဂျယ်လီနာတော့လေဦးလွန်လန်းထွက်ပြီပဲ။တိတ်မြင့်တဲ့တွင်ကြီးအောင်ရောက်နေလို့အကြံအိုက်နေတယ်။ဘသူက ြန်တက်ပလဲဆိုတော့ဝါကာကစတန်ထွင်ပြီးစမ်းခုံကြည့်လိုက်တာအဗန်ချာကြမကြပဲပပီကြကြပွားလို့အစ္စလမ်ဝေသွားတယ်နောက်ဆုံးတော့ဘော့ကသူတို့လက်တွေကိုချိန်ပြီးဂွန်းနယံကိုခြေကန်တက်ဖို့အကြံပြုလိုက်တာလေးဦးသာကာယကာယနဲ့တွင်းနဲ့ကကလန်အပေါ်တက်လာသလိုတက်လာကြပါတယ်ဘော့ဟာ project century ကလက်ကျန်သက်ရှိလူသားသူ့မိမန်က robert dridel မလေးရှားမှာပေဆုံးတင်ပေမဲ့ထူးထူးဆန်းဆန်းခုလိုသက်ရှင်နေတာဆိုတဲ့တဲ့ mail ကတွေ့သွားတယ်ဒီတော့ဗန်ချာတွေရဲ့ကြိုးကင်သူကြီးကသူရဲ့ကောင် ကြည့်ရပြီဆိုတွေးမိသွားတယ်။ဘောကားတို့ဖွဲ့အပေါ်ကိုရောက်ခန့်နေပြီဒီချိန်မှာဘောကကျူခံပါ ကျူခံပါနဲ့ထောက်လို့ဘာသခွားသည်သခွားသည်လဲလို့ဝိုင်းမိကြတယ်။သူကသူမဲမကနာချီတော့မယ်ဆိုရင်အဲ့ဒီလိုအော်ပြီးအာယုံလွှဲပေးနေကြအခုနာချီချင်နေတဲ့သူကသူကိုယ်တိုင်တကယ်လို့သာသူသာ အာရပါရဟချိုးစိတ်ဖွာလိုက်လို့ဟာတော့အလုံးဟိုက်ချက်ပြက်ပြီးအောက်ကိုအပြုံးလိုက်ဆောက်ထူးကြကုန်တော့မှာပဲ။ဒီတော့အလုံးကြောင့်လည်းပြီးကျူခံပါကျူခံပါလို့ခုအော်ပေးကြတယ်။အာက adventure တွေပါပဲ။ ဒီတိုင်းအလုံးမဖြစ်မှသိသွားတဲ့ဝေါ်ကာကယ်လီနာရဲ့တမရီတုတ်ကိုစက်ကနေဆွဲပြီးနိုင်ယောင်ကိုစောင့်ချခုစ်ကလည်းဓာတ်နဲ့နိုင်ယောင်ကိုထွင်းပြီးကယ်လီနာကိုကြံလက်တစ်ဖက်နဲ့ဆွဲထားအောက်ပြုတ်ကျသွားတဲ့ပော့ကိုကယ်လီနာကစပိုက်တာမန်လိုဂျိုးတစ်ချောင်းနဲ့ခြေောက်ကိုလှမ်းဆွဲလိုက်တော့မှပော့ဟာဆော့ဒိုးကြီးဟတ်ချိုးချီပြစ်သွားပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလိုလုပ်လိုက်တာကသူတို့ကိုလွမြောက်သွားစေခဲ့တယ်။အရင်ဆုံးကြောက်တဲ့ဝေါ်ကာကပျော်ပြီးတဲ့ကိုဆွတ်တင်နေလိုက်တာနောက်ဆုံးဘောလက်ကိုထိပြီးသူ့ကိုရဲကိုယ်တိုင်ခြေကွက်ပွဲအမတ်တရအိမ်တလုံးတည်းရောက်သွားတယ် သူပြစ်မှတ်ပြည်သူတွေကိုတပ်မိတဲ့နောက်ပိုင်းကပ္ပတိန်အမေရိကဖြစ်ကလေးကြာရှုံးနေကြသူတရင်တွေကိုသူ့သားထက်ပိုပြီးအာဥစိတ်နေလို့ဇနီးတော်ကသူ့ကိုစိတ်ဆိုးပြီးကွာရှင်းတဲ့ချီဖြစ်လာတဲ့ဖြစ်ပါဒီဖြစ်စဉ်ကိုလူတွေသိမသိကြသူငိုင်းသွားတော့ကူတော့ကြံတဲ့သူတွေသတိထားမိတယ်ဒါပေမဲ့တောင်ထိပ်မှာမင်းအောင်တလက်လက်တွေ့လို့သူတို့တွေမမဲပြကြသူတို့ချောင်းကြည့်လိုက်တော့ Valentina နဲ့သူ့လက်ပါစီတက်ဖွဲ့သူတို့ကိုချိန်မုံးဖို့ရာနေတာတွေ့လိုက်ရတယ်ဒါကိုဘယ်လိုဖောက်ထွက်ရင်ကောင်းမလဲလို့စဉ်းစားတော့ကယ်လီနာကသူတို့ကိုဖောက်ခွဲမှုလို့ပြီး ဝင်လာအောင်မြားမယ်ဒီတော့သူတို့ night vision တွေတက်ပြီးဝင်လာမယ်ဒီတော့မှမိတွေကိုပြတ်ပွင့်သူတို့မျက်စိစူးတော့မှဝင်းတွယ်ကြတာဗောတဲ့အဖြစ်မှ Valentina ကတော့ Avenger အဟောင်း၃ရောက်ကိုရှင်းပြတဲ့အခါပုတ်ကူ အရှင်ဖမ်းဖို့ညွှန်ကြားထားတယ်။ဘော့က Project Century စမ်းသပ်မှုတွေကတခုတည်းသောအသက်ရှင်ကြံရည်သူဆိုတော့မသေးစေနဲ့ပေါ့။အစီအစဉ်တိုင်းဖောက်ခွဲမှုလို့တော့ခုံငနဲတွေကထိနေတိုင်း and video တက်ပြီးဝင်လာကြတယ်။ဝါကာကတိုင်ပင်ထားတဲ့အချိန်ကလီနာမိပွင့်မဲ့ချိန်ကိုစောင့်နေပေမဲ့မိကလဲမလား။မိဖြတ်တဲ့လက်နဲ့ကြုံနေလို့မဟုတ်ပါဘူး။ main တင်လိုက်ပေမဲ့စနစ်ကပြတ်သွားလို့မလင်းတော့တာပါ။ဒီတော့ဝါကာလဲအစီအစဉ်ထဲမှာမပါတဲ့နီးနဲ့ကိုရိုင်းထွက်တွယ်ပြစ်လိုက်တယ်။အဲဒီနောက်ပလန်အတိုင်းမဖြစ်လို့အချင်းချင်းပြစ်တင်ရင်တည်သွားတဲ့စ စကားဝစ်စုံတွေကိုယူဝဲပုံမရပြီးထွက်လာကြည့်မှာ host ကကားတစ်စီးနဲ့ပေါ်လာလို့သူတို့ပြေးလန်းသာသွားကြပါတယ် ခိုးစကတကယ်လာခေါ်တာပဲဒါပေမဲ့သူတို့ကောက်ကိုဂိကလူတွေကဝိုင်းစကြတယ်ခေါင်းစုပ်တွေချုပ်နာမည်ပြောစမ်းဆိုတော့သူတို့အကြံအိုက်နေချိန်မှာဘော့ဟာအားလုံးထပ်ပြေးနေအောင်တနက်ကလကူယူဘော့ဟာထောင်ပြပြီးစစ်သားတွေကိုသူ့ဘက်အာယုံပြအောင်လှုပ်လိုက်ပါတယ်ကယ်လီနာတို့ကားမောင်းထပ်ပြေးကြတယ်စစ်သားတွေကဘော့ကိုဝိုင်းပြီးပြစ်ကြတယ်ဗာလန်တီနာကမပြစ်ဖို့ငဲတဲ့ပါအောင်အော်ပြီးတားတယ်အကြည့်ရသွားတော့ဘော့ဟာတနက်ပြီးကြည်ပြီးလို့ဘာတိုင်အားမမေးရအောင်အားလုံးသိတ်အံ့ဩသွားကြသူ့ကိုကလည်းလေထဲမှာမြောက်နေတယ် ောက်တော့ကောင်းငင်ဘုံတဟုံတို့ထိုးတက်သွားလိုက်တာဟောငင်ကြီးရောက်မှအောက်ကိုပြန်ငုံကြည့်ပြီးသတိလက်သွားလို့အရှင်ကုံသွားတဲ့ခဲတလုံးပြန်ကျလာသလိုမိပင်ပေါ်အုတ်ကားခဲလေးတစ်ခဲဝင်ဆောင်သလိုအုံးကနဲ့ပြုတ်ကျဆွဲရင်လိုက်တယ်ရက်ရှိမင်တာရက်ခတ်ကုန်တယ်အဲ့ဒီနောက်မသေးသေးတဲ့ဗာလင်ဂျီနာနဲ့သူ့လူတွေကပေါ့ကူပျော်ပျော်ကြီးဖန်းစည်းလိုက်ကြပါတယ်တကယ်တော့ပေါ့ဟာ project century ရဲ့အောင်မြင်ဆုံးတဲ့တဝူးစီတော် century ပါပဲရယ်လီနာတို့သုံးကတော့ပေါ့ပြုတ်ကြတော့က fly ရက်ခံရလို့ကားချုပ်တဲ့ကြသွားလိုက်တာ န္နာယထဲမှာခြေကျင်သွားနေလိုက်ရပါဗျာမနက်မိုးလင်းတဲ့အထိသူတို့ boss ရဲ့စွမ်းကြောင်းတည်သွားတဲ့ task master ကြောင်းပြောဆိုနေကြပါတကား၆ပုံနဲ့ Raven Season Cardis သူတို့စီကိုထန်းတမမကြီးမောင်းချလာတာတွေ့လိုက်ရတယ်ရှင်မောင်းက Red Guardian သူကသူ့သမီးပြိမဲ့ဖက်ကွာလို့လာခဲ့တာပါခန္နာယထဲမှာ Raven Season Cardis နဲ့ဆိုတော့အားတော့အားနာစရာဒီလိုနဲ့သူတို့အားလုံးကားပေါ်ကိုပျော်ပျော်ကြီးတက်ပြီးထွက်ပြေးကြပါတော့တယ်ကားပေါ်မှာ Red Guardian ကသူ့ခက်ကရွှေကြီးစောင်းခဲ့တဲ့အတွေ့စားချက်နေတော့ကျန်တဲ့သူတွေတတော် ူတိခန့်ပြီးနားထောင်လေးရတယ်မလို့စဲသူကကဲတဲ့ရှိကြီးမဟုတ်လားအဲ့ဒီအချိန်မှာသူတို့နောက်ကနေလပားစေရင်နှန်းကြီးကသူတို့ကိုဖိတ်လန်ဖြစ်ခတ်တယ်ကော့စ်ကသူ့စွမ်းကွယ်သုံးဖို့ကြံပေမဲ့စူပါဆိုနဲ့ဖန်လန်တွေကကားကနေထုတ်လွှင့်နေလို့သူ့အကြံပြတ်သွားတယ်ကယ်လီနာကရှေ့ဆုံးကကားရစီကိုခရီးရဲ့သနက်နဲ့ထွက်ပြစ်လိုက်တော့အဲ့ဒီကနောက်ပိန်းထိပ်ပြီးလမ်းဘေးကိုထိုးဆင်းသွားတယ်သူတို့ကြည့်နေတော့နောက်ကားရစီကပ်ဘုံးနဲ့အဖောက်ခံရပြီးဘေးကိုထိုးကျသွားတယ်ဖုန်ကြားထဲမှာတော့စံကယ်တစည်းနဲ့ခမမိုက်ထွက်လာတဲ့သူကစောင်းစစ်ဒီခေါ်ပ ကေနောက်ဆုံးတစည်းယူရောပကေကဟောလိဝုဒ်ထဘောလိဝုဒ်စကားတွေမှာတွေ့ရတဲ့တဲ့စတန်မျိုးတုံးပြီးနောက်ဆုံးရေဝူဖြက်စီဝါကာတို့ကအဲ့ဒီကဂျွန်းပြစ်သွားတာကိုကြည့်ပြီးပြောနေချိန်မှာဘကီးကလည်းသူတို့ကကိုကဘုံလူကုံရှမ်းပြစ်ဖောက်ခွဲလိုက်လို့သူတို့ချောက်ပေါက်ကားကြီးပါရှေ့ကိုဂျွန်းပြစ်ကြသွားပါတော့တယ်အရင်ကလာဗန်ချာဌာနချုပ်အခုဗလင်တင်နာရဲ့ဝက်စတာဟောင်းမှာတော့ပေါ်ပြန်သတိရလာတဲ့အခါဗလင်တင်နာကသူ့ကိုစန်ထရီဖြစ် နတ်စစ်သည်တပါလာချီမုံငတ်ဖွင့်ပြောဆိုနေတယ်ဟောကကယ်လီနာတို့ကိုစိတ်ပူပြီးမေးတော့သူတို့ကလူဆိုးတွေပြီးလိန်တွေတဲ့မဟုတ်ဘူးသူတို့ကကျွန်တော်ကိုကယ်ခဲ့တဲ့သူတွေပါဗလန်တီနာကတကယ်တော့သူတို့ကအလကားလူနိုင်ငံမှာတကယ်ကိုပြီးပြည့်စုံတဲ့သူဆိုပြီးဟောလက်ကိုထိမိလိုက်တဲ့အခါသူငယ်ဘဝဖြစ်ရဆိုးတစ်ခုပြန်နေအောင်သွားတယ် အဲ့ဒီချိန်ကသူ့အိမ်ထဲကိုဝင်ခွင့်ပေးလိုက်တဲ့သူကသူ့ဖခင်ကိုလာတတ်တဲ့သူဖြစ်နေတဲ့မြင်ကွင်း Valentina ပြန်သတိရလာတော့လက်ထောက်တွေကိုမူလာပြောတဲ့အတိုင်းသတင်းထောက်တွေကိုသာခေါ်ထားဖို့ပြောလိုက်တယ်။သူကတော့ဘော့ကိုပွဲထုတ်မယ်။အစင်မပြေကိစ္စတုံးလိုက်ုံပဲတဲ့။ဘော့ကိုရှင်းရမယ်လက်နက်ကသူကအမြဲဆောင်ထားပေးတာပဲလေ။ဒက်စီဆိုင်ဟောင်းတစ်ခုမှာဘက်ကီကအဗန်ချာလေးယောက်ကိုချုံနှောင်ထားတယ်။သူတို့ကဘက်ကီမားနေပြီဆိုတော့ဘက်ကီကညင်းတယ်။ဘော့ဟာဘလောက်စွန့်ထက်တဲ့အဗန်ချာအစ်စ်လို့ပြောပြပေးမယ်။ဘက်ကီကနားမဝင်။ဒီချိန်မှာမေက Valentina င်တီနာရဲ့ project center ရဲ့လျှို့ဝှက်ချက်အထူးသဖြင့်ဘော့ဟာစမ်းသပ်မှုတွေရေးကြွေးချက်ခံရခြင်းကြတဲ့ကစိတ်မတည်ငြိမ်တဲ့သူအခုတော့ပေါ်ဘူးသူမြအပန်းရှာရဲ့ဆွမ်းအခုံပေါင်းဆက်ထားသလောက်ဆွမ်းအားကြီးနေပြီးအယူလက်ထဲဓာတ်ထက်ပေးလိုက်ကလို့ပဲမရက်ပြန်သူ့ကိုသတင်းတောက်နေရှိမှဝဲထုတ်တော့မှာဖြစ်နိုင်ရင်စကူပါခေါ်ပြီးလာပါတော့လို့ဖုန်းခိုးဆက်ပြီးသတင်းပေးပါတယ်ဒီတော့မှဘက်ကီလဲဘော့ကိုသိပ်ပေါ့လို့မြင်ရဘူးလို့လက်ခံသွားတယ်နောက်မနက် ်အခုတော့ Adventure တစ်သိပ်ဖွဲ့ကျင်နေတဲ့ Red Guardian တစ်ပြော်နေတဲ့ Shalina ရဲ့ငယ်ဘွားကတခါမှမနိုင်ဘူးခဲ့တဲ့အသင်းကိုဆွဲပြုတ်ပြီး Thunderbolt ဖွဲ့လို့အမည်ပေးလိုက်တယ်။သူတို့မျိုးတွေဝေလျှောက်တော့ Buggy ဆွဲထားတဲ့လက်ဝဲ season ကဘာလဲလို့ဝေးလိုက်တဲ့အခါ Buggy ကဒါပဲကွာဆိုပြီးနေလင်းအောင်မှာ Wash Hour တဲ့ကားနဲ့တိုက်ပြီးဝင်တွေ့သမျှဆောင်းလေးကိုတက်ညီလက်နေတိုက်ချဒါလေကလည်းအပေါ်တက်လိုက်ကြပါတယ်။သိတ်ခြေတန်လုံးတဲ့ဆောင်းစစ်တွေရဲ့လက်ဝဲစီစဉ်ဆိုတာအဲ့ဒီလိုပွဲစုတက်ပါတယ်။ ဖလက်ဂျီနိုင်ကိုသူတို့ဝိုင်းလိုက်ကြတော့ဒီစန်တာကလော့ဦးကြီးကဘသူလဲတဲ့ရက်ဂါဒီယန်သူ့ကိုမှတ်တော်မမှတ်မိလို့အိမ်မှန်သွားတယ်စိတ်ငြင်းတဲ့ဘတ်ကီကဗလန်တီနာကိုလေဘင်းညင်မဲ့လို့တောင်သူ့လက်ကရှေ့ဆက်မတိုးနိုင်သူ့ကိုပါဝါသုံးပြီးတားလိုက်သူကစန်ထရီဝစ်ဆိုဝစ်ရွှေရောင်စပင်းစိုးထားတဲ့ပေါ့ဝိုင်းရဲ့အဗန်ချာတွေကပေါ့ကူလူတွေကိုဒုက္ခမပေးဖို့ဝိုင်းပြောတော့ဗလန်တီနာကသူကလူတွေကိုမတမပါဘူးနင်းတို့ကိုပဲအမောင့်ချေမာတဲ့အခုတော့စန်ထရီရဲ့စွမ်းသတင်းတော့ဒီပါမြင်ရတော့မယ်တဲ့လေကယ်လီနာကပေါ့ကူဖြောင်းဖြော ဘူးကြိုးစားနေချိန်မှာဝမ်းငက်နေတဲ့ Red Guardian ကကန်တာပေါ့အဖွဲ့ကွာဆိုပြီးပြေးထုတ်လိုက်တာ သူပဲလွန့်ထွက်သွားတယ် Sentry ကို Walker ကသနက်နဲ့ဖြစ်တော့ Match Red က Genu တွေလိုကြီးစံတွေကိုလည်းမှာတားလိုက်ပြီး Liar Land ပြန်ဖို့လိုက်လို့ဒိုင်းနဲ့မနဲ့ကလိုက်ရတယ်။ Garden သမကဘေဒုတ်ဘာရှင်ကြီးရဲ့ဒိုင်းကိုစလောင်းဖို့လို့ဝေးပြလိုက်တယ်။ဟောကသူတို့အားလုံးကိုတိုက်ခတ်ပြီးဖကီရဲ့ Vibrania လမောင်းကိုတော့မှဆွဲဖြောက်ပြလိုက်တော့တန်နာဖို့ဖွဲ့သားတွေအောင်မြင်စွာထွက်ပြေးကြရပါတော့တယ်။ Valentina ကထွက်ပြေး ေးတဲ့ကောင်တွေကိုလက်ဆက်တုံးဖို့အမိန်ပေးတယ် ်ဒီချိန်မှာဘော့ကသူ့ကိုကြုတ်ကင်တာကိုမကြိုက်ဒါကြောင့် Valentina ကိုပုတ်ကန့်တယ်ဘာလို့ calendar တို့ကိုတတ်ရမှာလဲဒီဝတ်စုံဒီစပင်းရောင်ဒီ mission လေးကဘာတွေလဲပြောတော့နှစ်ဖျားလောက်ဆွဲတယ်ဆိုဘာလို့နှစ်ဖျားကလူတွေရဲ့မိတ်ကိုနာခံရမှာလဲတဲ့ဒီချိန်မှာဘော့ကိုမနိုင်လို့ထွက်ပြေးကြရတယ်တန်တော်ဘော့တို့ကသူ့ကြောင့်ကိုကြောင့်လို့စကားများပြီးစိတ်ဆိုးဆိုးနဲ့ကိုလန့်ကိုထွက်သွားကြတယ်စိတ်မတည်ငြိမ်တဲ့ဘော့ကတော့ယောဂါထားဖောက်နေပါပြီခမကကျုပ်ကိုအိုက်မက်လို့ဆက်ဆံနေတာပဲဆိုပြီး Valentina ရဲ့ level ကိုညှင့်နေတယ်ဒီချိန်မှာမိတ် ဟာစိတ်ပြောင်းသွားပြီးအချိန်မီရောက်လာ K Wishner Sentry ကိုအသက်ပြောင်းလှုပ်လိုက်ပါလေ Valentina ကမေကိုသိတ်ကျေးဇူးတင်သွားတယ်ပေါ်သေးတယ်တစ္ဆာဖောက်မှလေးဆိုပြီးဒူတာတက်မိလိုက်ရင်အခုလိုမေလာကဲမှာမဟုတ်ဘူးမေကတော့တခုံးနဲ့ပြောချလိုက်တယ်လာစာတူပေးတယ် သူတို့ထွက်သွားချိန်မှာဘောရဲ့ခန္ဓာအမောင်တို့ဖုံးလန်းသွားပြီးသူတို့ကိုယ်လုံးလည်းမဲသွားတယ်။အလန်စီကဘောရဲ့လို့ရဲ့ကြောင့်အရှက်ခွဲသွားရတဲ့ယာနီယန်တို့ကိုလိုက်ပြီးစိတ်ခွန်အားပေးတယ်။သမီးပြစ်တင်သမ ्या ကိုလည်းခန့်တယ်။နောက်တော့မှသူ့ဘဝမှာအလုကလွယ်ပြီးဘာမှမရှိခဲ့ဘူး။အထီးကျန်တာနဲ့ရက်သောက်တာကူပဲအဖော်လုခတ်ရတယ်လို့အလန်စီကိုယုံဖွင့်တယ်။သူသမီးကသူ့ထက်ပိုပြီးစိတ်ထားကြီးမြတ်တဲ့အကြောင်းအတက်တရောပြောနေလို့ယယ်လီနာစိတ်သက်တွေ့ကြလာချိန်မှာလူအုပ်ကြီးကကောင်းငင်ကိုမော့ကြည့်နေလို့သူတို့လည်း ဘာလဲလို့ထွက်ကြည့်လိုက်တော့ Sentry Bot ဟာအခုတော့ Divide ဗလာနယ်သားကြီးဖြစ်မဲမဲမမောင်ပြောင်းလဲသွားတာကိုသူတို့တွေ့လိုက်ရတယ်။ Sentry Bot လောင်းလာခဲ့တဲ့စစ်သားတွေ Divide ဖြစ်သွားတဲ့ Bot ကိုတနက်နဲ့ပြစ်တော့တိုက်ခိုက်နေရတာမင်းတို့စိတ်မကုန်သေးဘူးလားဆိုပြီးလက်ဆန့်လိုက်တာနဲ့အဲ့ဒီလူဟာအရင်မဲဖြစ်ပျောက်ွယ်သွားတယ်။ရဲရင်ပေါ်ကနေလာတွေ့တဲ့သူလဲအဲ့ဒီလူပဲပိုင်းလော့ပါအရင်မဲဖြစ်ပျောက်သွားတော့ရဲရင်ပြက်ကျ Green Tower တွေတိုက်ချပြီးဘေးကအဆောက်အဦတွေပါကစိတ်ဒီဗိုင်းပြိုကျလို့ ောက်ကမြို့သူမြို့သားတွေအသေးအံကြီးကြရတော့တယ်ပထမဦးဆုံးလှူရှားသူက Red Guardian အပေါ်ကချလာတဲ့ဥခဲတွေကိုတမားကြီးတစ်ချက်နဲ့ထိလို့ကပြီးလူတွေကိုဘေးကင်းအောင်ရှေ့ပေးနေတယ်မရှိမထိနိုင်တော့တဲ့ကားစီးကားမီညက်ကိုတိုက်ချခနေမှာကလီနာကသူ့ဖေကူနီနဲ့အမျက်ခုံဝင်ပြီးပွေတယ်လိုက်တယ်နောက်ထပ်ပြက်ကျလာတဲ့လေရင်ပြန်ကြောင့်ထိခိုက်တော့မဲ့သူကိုဘက်ကီကကယ်လိုက်တယ်နေရန်ကြီးတစ်ချက်ပြိုကျလာတော့ကိုတော့ဘေးတော့ပါရှင်အဲ့ ကပ္ပတိန်အမေရိကကသူ့ကိုနဲ့ဝန်ထားလိုက်တယ်။ကြာကြာတော့တောက်ခံဖို့မလွယ်။ဒီအချိန်မှာတန်နာဖို့တဖွဲသားလုံးရောက်လာပြီးနန်ကြီးကိုဝိုင်းမှာတစ်ဖက်ကိုလှဲချလိုက်ပါတယ်။ဒါတွေကိုညံနေညံနဲ့များတယ်။ကျိုးကင်သူကြီးတွေ့သွားတော့သူ့ကောင်းနေမှာတစ်ခုခုလင်းလက်သွားတယ်လို့ ီဘက်ကတော့တမျိုးလုံးကိုသူ့မောင်တဲ့သွတ်သွင်းလူတိုင်းကိုရေးဖြစ်အောင်လုပ်နေလို့ကယ်လီနာလည်းဒီဘက်အတွင်းကိုဝင်ပြီး vote ကိုရေးဆိုင်ဖို့အားလုံးတားနေတဲ့ကြားကရီထဲတိုးဝင်လိုက်ပါတယ်သူ့ရဲ့ငယ်ဘဝလူဝက်တိုးထဲကမစ်ရှင်ကိုပြန်ရောက်ရင်တုံးကလို့အမားမလုံးမီအောင်စ조사ပေးမဲ့မင်းကနောက်ဆုံးစုပြေးထွက်လာရင် vote ရှိတဲ့ခန်းနဲ့စိုက်စိုက်နေနေစိုက်ရောက်သွားတယ် vote ရဲ့စိတ်တရားကဖခင်ညံပန်းနေဆက်မှုနဲ့မိခင်ကိုကာကွယ်ဖို့စ조사ခဲ့တဲ့ဖြစ်ရတွေတကယ်တော့ vote ကိုတဲ့ကလူကောင်း centrio အမောင်လောက divide တို့ကအမွာဘူးလို့ပောက်ဖွာလာခဲ့တာတခုမရှိပဲကြံတခုကကောင်းကောင်းမရက်တည်နိုင် အခုလဲဘော့ကိုတိုင်းတော့ဘေးကေဆုံခန်းမှာလာခိုနေရတယ်အယ်လီနာကဘလို့ပဲခေါ်အားရှိတဲ့စကားတွေပြောပြောဘော့ကမော်ဒီတက်မလားဒီချိန်မှာသူတို့ရှိတဲ့ခန်းကတက်မဲ့ပစ္စည်းတွေဟာပေါ်နကတိုက်ကလူသူတို့ကိုကီးဆောင်လာတယ်တက်မဲ့တွေတက်ခဲ့တာကိုခံနေရတယ်သူတို့လေဘင်းအစ်တော့မဲ့အချိန်မှာကြံတဲ့ဘန်ဒါဘော့အဖွဲ့သားတွေရောက်လာပြီးလာကူကြတယ်အသက်ချမ်းသာရရသွားတဲ့အချိန်မှာသူတို့အားလုံးအခြားအခန်းမကူပြေးကြရင်က မထင်မပ ဲဇလန်ဆာကမလေးရှားကစမ်းသက်ခံတဲ့ပြုတ်ကျသွားကြပါတယ်အခန်းထဲမှာ vibe ကသူတို့ကိုကြောပေးပြီးခန်းနေတယ်စမ်းသက်မှုကိုဘော့ကဝင်ပါခဲ့ပြီးအခုတော့ရှက်စရာခေါင်းစုပ်ဘွားကနေမင်းလွတ်တယ်လို့ထင်သလားအခုဘာဖြစ်သွားကလေးတွေ့သလားလို့ပြောရင် vibe ကဘော့ကိုရန်စကားပြောတယ်ကယ်လီနာတို့နှုတ်ရှားမယ်ကျွန်တော် vibe ကအခန်းထဲကခရင်တွေတန်တယ်တွေနဲ့သူတို့ကိုကိုနေရာမှာချက်ထားလိုက်တယ်ဘော့ကလည်းမင်းကဘသူ့အတွက်မှရေးမပါဘူးဆိုတော့ဘော့လည်းတစ်ခါမှတစ်ခါကိုကိုကိုတက်တီရွတ်လာပြီး vibe နဲ့ မြောက်ချင်းရှင်လိုက်တယ်အစမှတော့ဘော့ပဲခံရတယ်ဘိုက်ကစကနာတွေဆက်ထိုးနေတော့သူလည်းကြောက်စိတ်တွေရှင်းပြောက်ပြီးဘိုက်ကိုတက်ခွာအသေးချင်းပိတ်ထိုးချနေလိုက်တော့တယ်ကိုချင်းထီလွန်းလို့အမောင်တို့ကဘော့ကိုတဖြည်းဖြည်းဝါမျိုးလာချင်းကယ်လီနာအချုပ်နောင်ကလေရုံးထွက် သူ့ကိုတားဆီးနေတဲ့ပုံနကတားဆီးတွေကိုခုံပြန့်ကြော်လွားပြီးဘော့ကိုနောက်ကနေပွေ့ဖက်မင်းတယောက်တည်းမဟုတ်ဘူးလို့တတိပေးလိုက်ပါရဲ့ဂျန်နဲ့တန်နာဘော့ဘွက်ဝင်တွေကလည်းအဲ့ဒီနီးတိုင်းပဲယုံထွက်အုပ်စုဖွဲ့လာပြီးဖတ်ကြတဲ့အခါဘော့ရဲ့စိတ်ကနင်းသက်သွားလို့ Vibe နောင်ဂျိုးကနေလွတ်မြောက်ပြီးတမျိုးလုံးနဲ့ဂျန်နဲ့အတူတူလဲပုံမှန်တိုင်းပြန်ဖြစ်သွားပါတော့တယ် Divide လွှမ်းမိုးမှုကနေလွတ်မြောက်အပြင်ရောက်တာနဲ့ဘော့ကဖြစ်ဖြစ်ခက်တပြောင်ဘူးဘာမှမမှတ်မိတော့အားလုံးကတော်တယ်လို့ချီးကျူးနေတာကိုလည်းသူနားမလဲဒီတော့မှ Vanderbilt အဖွဲ့သားတွေလည်း ်ဗာလင်တီနာကိုဆုံးမပဲဆိုပြီးသူ့နောက်ကလိုက်ဝင်တဲ့အခါသတင်းစာရှင်းလင်းပွဲကြီးတစ်ခုအသေးစောင့်ကြိုနေတာနဲ့ကျုံလိုက်ရတယ်။ညံနေငယ်နဲ့ညံပြညံဝါရီများလုံးတဲ့ဗာလင်တီနာကတပောက်ဘက်ကိုပြပြီးဒီလိုစူးစီးလိုက်တာကသူ့ရဲ့မူလ6ဇန်ပါသူတို့က The New Ventures အဖွဲအသစ်လိုခက်တီတီကြီးညာလိုက်ပါတော့တယ်လူလူကလည်းဒီတိုင်းတကယ်ချင်းလို့ကန်တာဘော့တစ်ဖွဲလုံးကိုအပိတ်ကြတယ် Red Guardian ကတော့ကြောက်မဆုံးပေါ့သူကအဖွဲတေရကျင်နေတာမှတ်လားကျန်တဲ့သူတွေကတော့ကျူးကင်သူကြီးညှက်ချခံရတာဒီတစ်ချိန်နောက်ဆုံးပဲလို့ training တန်ချပြီး ်ဂျယ်လီနာဟာဗာလန်တီနာနောက်ကိုကပ်ပြီးအခုမတို့နှစ်ကိုပိုင်သွားပြီလို့ပြောချလိုက်ပါတော့တယ်ဒီဇကာဟာစိတ်တရားတွေကိုကြော်လွန်နေဖို့အတွက်မိသားစုနဲ့မိတ်ဆွေတွေရဲ့ပွဲဖက်အားပေးမှု စီးရင်ရိုက်ပင်မှုကဘလောက်ထိအရေးပါလဲဆိုတာကိုကြားသတယ်လို့ပုံသက်မိပါတယ်ကြီးစုနားဆင်ပေးတဲ့အတွက်အထူးဂျေဇုတင်ပါတယ်